ကဲအားလုံးပဲမင်္ဂလာပါစပွဲစုံရဲ့စပွဲတူ30ချက်အစီအစဉ်ညနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ခုဗီဒီယိုမှာတော့စပတီမာလာ28ရက်နေ့ပရီးမီးယားလိအသင်းကြီးနှစ်သင်းရဲ့ဒါပွဲစဉ်ဖြစ်တဲ့ပွဲချူ30ချက်အစီအစဉ်လေးကိုကျွန်တော်ညီကူညော့ကတော့တက်တင်ဆက်ပေးတော့မှလည်းဖြစ်ပါရယ်ဗျမင်္ဂလာပါမင်္ဂလာမင်္ဂလာပါဗျပထမဆုံးတပွဲလီနေရပါဘူးဒါတော်တန်ဟော့စ်ပါတင်းရဲ့ဒါဝူဝါဟန်တန်တို့ရှင်တန်ခွေပွဲလေးဖြစ်တယ်ဗျဒါတော်တန်ဟော့စ်ပါအသင်းကတော့ဒါအင်ရှင်အသင်းအနေနဲ့ဒါဝူဝါဟန်တန်ကိုလက်ခံရှင်ပြန်ရေးစားမှလည်းဖြစ်တယ်ကို ဒါတော်တန်ဟော့စ်ဘာအသင်းနဲ့ဒီဝူဘာဟန်နန်လို့ဘွဲကျူအကြောင်းတော့မသုံးသက်ခင်ဒီမှာဒီတော်တန်ဟော့စ်ဘာအသင်းနေမယ်ကတော့ဒါပရီးမီးယားလိရောင်းစ်မတိုင်ခင်မှာဒါငါးပွဲကစားပြီးတော့၃ပွဲနိုင်၃ပွဲပြီး၃ပွဲရှုံးဆိုရရလတ်နဲ့အတူဒါအဆင့်၃မှာရက်ကြည့်ရအောင်လဲမြင်ရတယ်ဗျဘူဘာဟန်နန်သင်းကတော့ဒါ၅ပွဲကစားပြီးတဲ့အချိန်မှာဒါ၅ပွဲလုံးကိုရှုံးရလက်နဲ့ပြီးတတ်ထားပြီးတော့ဒီ ဇယားရဲ့ယက်တိမှုမှာဆိုတာအောက်ဆုံးဒါအဆင့်20မှာယက်တိမြောက်တွေ့ရတယ်ဗျဒီနေ့တင်းရဲ့ဒီတပတ်ထိတဲ့ပြုစုမှုမှာဆိုရင်ဒါပတန်ဟော့စ်ပါအတင်းကတော့ဒါဝူဘာဟန်နာဘလောက်ပဲကောင်းကောင်းပေါ့နော်ဒါဒီရာဒီအစအဖွင့်မလှဟာနဲ့ဒါဒေါက်တာဟော့စ်ပါအတင်းကတော့တော်တော်လေးအလေးတာနေပြီးတော့ဒါဇယားရဲ့တိမှုရကြည့်မယ်ဆိုရင်လည်းဒါတော်တော်လေး favorite ခင်နေအောင်မြင်ရတယ်ကဂျော်ဒန်ဟော့စ်ပါတင်းရဲ့ဝူဘာဟန်နာနုပြုစုနဲ့ Premier League round 6ပွဲစဉ်ပေါ်မှာနာအခုအနေနဲ့အမြင်လေးတွေဝေချလောက်တုံးသက်ကြည့်ပြပေါ့ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒါဒီပွဲစဉ်ကတော့အနိဘတ်တမန် friend လာအောင်မှာတော်တော်လေး ပုံမြန်ကောင်းတွေရပြီးတော့ကျက်ကောင်းတွေရရှိနေတဲ့စပါအတင်နဲ့ဒါဆရာရဲ့အောက်ဆုံးမှာတော်တော်လေးချင်းနေဆိုးနေတဲ့ဘဝတန်အတင်တော့ပွဲစဉ်ဗျာဟုတ်ကဲ့ဒီပွဲစဉ်မှာရင်းနှုံးပြောမှာဆိုလို့ရှိရင်ဒါအင်ရှင်စပါအတင်ဗျာအင်ရှင်စပါအတင်ကတော့ဒါနေပြောက်တမဖရန့်ဦးဆောင်နေတဲ့တော်ချင်းနေကောင်းနေဒါပြီးခဲ့တဲ့ဂျာရဲ့ပွဲစဉ်မှာလည်း EFL ပြတ်ပွဲစဉ်မှာလည်းကဒွန်ဂစတာအတင်ကိုနိုင်ရရှိတာတယ်အဲ့ဒီမတိုင်ခင်လဲဒါအာချန်မြလီပွဲစမှာဆိုလို့ရှိရင်ကချန်မြလီမှာနိုင်ရရှိပြီးတော့သုံးနိုင်ရရှိရတယ်ဗျ။ကြာကြာကြီးစမှာစူပါအတင်းကိုကြည့်မယ်ဆိုတော့တော်တော်လေးချင်းကောင်းပြီးတော့တော်တော်လေး အဲဘေးဒရီနီနဲ့အားရရလို့မြင်မိတယ်ဗျာဟုတ်ပြီပြီးတော့တစ်ဖက်တင်ဝါဒန်တင်ကတော့ဒါပရီးမီယာလိဂွဲစင်မှာဝယ်တယ်မှာမှာဝယ်လို့ရှုံးခဲ့ပြီမဲ့လေအဲသူ့အနေနဲ့နိုင်ဝယ်တွေ့ရှိကြခဲ့တယ်ဗျာပြီးခဲ့တဲ့ဇာယက EFF ကပွဲစင်မှာတော့ခန်လိုင်းမပြန်နဲ့တွေ့ရှိတာလေဗျာဒီတော့ဝူဟာန်တန်တင်းနေတဲ့ဒီဟာဒီမှာထူးထူးဆဲဆဲပဲပရီးမီယာလိငါးပွဲလုံးရှုံးနေခဲ့စီတဲ့ဆိုပေမဲ့လေအာ EFF ကပွဲစင်နှစ်ပွဲမှာတော့ပွဲလုံးအနိုင်ရရှိပြီးတော့ဒါနောက်ဆင့်တက်ခါချင်းပြရတယ်ဗျာဟုတ်ကဲ့ပါပို့တော့အဒီပွဲစင်မှာတော့စပါတင်းနေပြတော်မန်ဖရန့်အနေနဲ့ ဒါသူ့ရဲ့ပုံမှန်ပေါ်ထွက်နေတဲ့ခန္ဓာပုံစံဖြစ်တဲ့ဘေးတုံးတုံးပုံစံနဲ့ပဲဒါပေါ်ထွက်လာမျိုးထင်ရတာဟုတ်ပြီပဲအဂိုးမနယ်မှာဆိုရင်တော့ဘေကာရီကိုအန်တလီယောက်နယ်မှာဆိုလို့ရှိရင်ဒါပိုရိုရိုမေရိုဗန်ဒီဗန်စပန်ဒါဒီလေးယောက်ပဲပေါ်ထွက်လာမျိုးထင်ရတာအကွင်းနဲ့တောင်းနယ်မှာဆိုလို့ရှိရင်တော့ပါလင်ညာဘတ်စပေါ်ပနက်ကဒါဒီတုံးတော့ပဲအပေါ်ထလာမျိုးထင်တယ်ကဟုတ်ပြီအတက်စစ်တုံးတော့တဲမှာဆိုလို့ရှိရင်အမိုဟာမက်ဘူဒဲရေချယ်လီစင်နဲ့ဒါစာဘီဆန်ကိုဒီတုံးတော့ပဲအပေါ်ထလာမျိုးထင်တယ်ကဟုတ်ဟုတ်ကဲ့ဒီပွဲဦးကတော့ဒါကျွန်တော် head to head အကြောင်းနေပြောခင်မှာဒါဒီနှစ်သိ ရဲ့ကူကြရတဲ့ချက်လက်လေးကိုတစ်ချက်ကြည့်မယ်ဆိုရင်ဒါစပါအသင်းအနေနဲ့ကတော့ဒါနောက်ဆုံး၅ပွဲမှာဒါသူကတိုက်စစ်အနေနဲ့ကိုင်းကိုထိပ်တင်ထားတာကိုတွေ့ရတယ်ပို့ပြီးတော့ဒါစပါအသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ဒါအီတလီဂိုးသမားတအုပ်ဖြစ်တဲ့ဒါဖေဂါရီယိုကတော့ဒါကျွန်တော်တို့ဒါပရီးမီယာလိရဲ့ဒါကပွဲချင်းကြီးမှာဒါဂိုးပေါက်တော်ပွဲမှုနှုံးမှာတော့အစစ်နှစ်နေရာကြီးမှာရက်ကြီးနေတဲ့ဒါဘိုးသမားကောင်းတအုပ်ရဲ့လက်ဆောင်ပန်ဆန်တာလည်းဖြစ်တယ်ပို့ပြီးတော့ဒါကျွန်တော် ဝူဝါဟန်တန်အသင်းကိုပြောင်းကြည့်မယ်ဆိုရင်ဒါနောက်ဆုံးနားပွဲမှာရှစ်ဘိုးထိတင်းနာကိုတွေ့ရတယ်ပြီးတော့ဒါစပါအသင်းနဲ့ခိတ်တိုက်တွေ့ဆုံခဲ့တဲ့ဒါနောက်ဆုံးနားချိန်မှာဆိုရင်ဒါဝူဝါဟန်တန်အသင်းကဒါဖော်ပြထားတဲ့အချက်လက်တွေရစမင်ဒါလေးပွဲထိနိုင်ပြီးတော့အပွဲပဲတည်ရကြအောင်ဆွမ်းဆောင်ထားတွေ့ရတယ်ကိုပြီးတော့ဒီပွဲကတော့ဒါစပါအသင်းနေနဲ့ဒါခိတ်စုံစရာမှာယက်တိနေတိတိုင်အောင်ဒါဝူဝါဟန်တန်အသင်းကဘယ်လိုလုပ်ပြသွားမလဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ ကျွန်တော်နောက်တစ်ချက်သိရမှာကဒါဝူဝဟန်တန်အသင်းဆိုတာကဂပီးခဲ့တဲ့ယာတီတွေတော့ဝူဖူဖုတ်တော့တော့သိကြရတယ်ကိုအော်တော်တာမေဂျာကစ်တဲ့အဒီပတင်းရဲ့အဓိကကစားသမားတွေတော်တော်များများကိုလက်လွတ်ထားပြီးတော့အာဒီနှစ်မှာတော့ဒါတော်လေးရုပ်ကန်နေရတော့လေကျွန်တော်မြင်မိသားလည်းဖြစ်တယ်ကြာဆိုတော့အာကီပွဲကတော့ဒါစပါတင်ကတော့ကျွန်တော်ပြောသူပဲတပူပြီးအလေးစားတဲ့ discipline တော့ပဲကျွန်တော်နည်းနည်းမြင်မိပါရကဟုတ်ဟုတ်ကဲ့ပါဒါဒီနှစ်တင်းရဲ့နောက်ဆုံးထိတဲ့ပြုဆုံးမှာဟိုဖန်နဲ့တင်းကတော်တော်လေးအတားစီရတာချပြီးတော့ဒီနှစ်မှာတော့ဒီနှစ်မှာတော့ဟိုဖန်နဲ့တင်းကဒါတော်တော်လေးချင်နေဆုနဲ့တင်းချပြီးတော့ စပားတင်ကတော့ဟိုနီကတော့မဖရန်လောက်မှာတော်တော်လေးချင်းနေကောင်းတဲ့တင်ဖြစ်တာကြောင့်ဒါဒီဘွဲစင်မှာစပားတင်နေနဲ့အဲလူဘာတန်တင်းနေပြည်တိုင်းရလက်စုနေရဲ့အနေထားကိုဒီဘွဲမှာဘယ်လိုမျိုးခြေဖက်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ဗျဟုတ်ကဲ့ဗျဟုတ်ဟုတ်ကဲ့ဗျအဲ့လိုဆိုတော့ဒါပရီးမီယာလိဂ်ရောင်းစီရဲ့အဲစပားတင်နဲ့ဥပါဒန်တင်းတို့ရဲ့ဘွဲစင်မှာကခြေဖွင့်လင်းမှုတွေကိုကျွန်တော်တစ်ချက်ပြောပြရမယ်ဆိုလို့ရှိရင်အင်းရှင်စပားတင်ရတာတလုံး၃၀ရှုံးဆိုပြီးကြီးကျော်ပေးတာတွေ့ရပြီးတော့ဂိုးပေါင်းဈေးမှာဆိုလို့ရှိရင် အဲ၃၀၀နိုင်ဆိုရဒီဖွင့်လိုက်တာကျွန်တော်တွေ့ရတယ်ဟုတ်ပြပြဟုတ်အဲဒီဘေးသမားတာကျွန်တော်ဒုတိယမြင်ရခံစားရမယ်ဆိုလို့ရှင်ဒီဘက်သုံးမဖရင်လောက်မှာတော်တော်လေးပုံစံကောင်းနေတယ်စပါးသင်းနေနေဒါလူရနေတဲ့နိုင်သုံးမှတ်ကိုတော့လွယ်လွယ်ပူပူပဲရရှိသွားမယ်လို့ကျွန်တော်ထင်တယ်ဗျ။ဟုတ်ကဲ့ပါကို။မြေပြဒီပွဲကိုကတော့ဒါကျွန်တော်ရဲ့အနေနဲ့ထပ်ပြီးသုံးသပ်မယ်ဆိုရင်ဒါဥပန်းတဲ့အတင်းကဒါစပါနဲ့တွေ့တိုင်းဒါဒုက္ခပြတတ်တဲ့အစင်လာရှိနေတာဖြစ်တဲ့ကဒါစပါတဲ့အနေနဲ့ဒါရှော့တော့လို့မြင်ရတဲ့ဒေသတဲ့အနေနဲ့ဒါဥပန်းတဲ့ဈေးကိုမှတ်ယူရမှာဖြစ်တဲ့ကို ဆိုတော့ဒါ ਈ စပါတိတ်မီနဲ့တော့ဒါအရှင်ဘီဘီတေးကြီးဘီဘီဂီပွဲကိုတော့ရမတ်သုံးမှတ်ကိုအေးစီပဲရယူသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မိမိပါတယ်ကြိုးဟုတ်ပြီပြဒီလိုဆိုတော့ဒါကျွန်တော်20 something ပေါ့နော်28ရက်နေ့ဒါမနက်အစောပိုင်းတနိုင်ပွဲမှာကန်တော့မယ်ဒါစပါတိတ်နဲ့ဝါဟနဲ့ဂျင်းတို့ရဲ့ပွဲစဉ်ပြီးမှာပေါ့နော်ဒါစတေမလာ28ရက်နေ့ည7:00နာရီချိန်မှာကန်ကောင်းတဲ့ဒါနယူကတ်စ်အတင်းနဲ့နောက်ထပ်လန်ဒန်အတင်းကြီးတင်းဖြစ်တဲ့အာဆနယ်အတင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ဆက်ပြီးတော့တုံးသက်ကြည့်လိုက်အောင်ပေါ့ ဟုတ်ကဲ့ကွာဒါဒီအာဆင်နယ်နဲ့ဒါနီကိုဇေရိုပွဲချောင်းပြောခင်မှာဒါအာဆင်နယ်အသင်းကတော့ပရီးမီးယားလိပွဲစဉ်6မတိုင်ခင်ဒါစီးဇန်ပေါင်း9ပွဲကစားပြီးရဲ့အချိန်မှာ3ပွဲနိုင်တပွဲတည်းတပွဲရှုံးဆိုရဲ့ရလက်ဖို့ပိုင်ဆိုင်လာပြီးတော့ဒါပုံမှန်တိုင်းမဲ့အဆင့်နှစ်နေရာမှာရက်ကြည့်နေပြီးတာလီဗာပူးရဲ့နောက်ဒါမမှတ်မှာတော့ပြည့်ကျန်နေကြတော့ပြရတယ်ဗျ။နောက်ထပ်နီကိုဇေအသင်းတင်းနေနဲ့ကြည့်ရမယ်ဆိုရင်ဒါနီပြအေရီဟောင်းနေနေရတော့ဒါရလက်လေးပင်းဆောင်လေးကိုကြည့်ပြီးတော့ဒါလက်ချော်ရာတွေ့ရတယ်ဗျ။ ။ဒါနီကစဲအတင်းနေကတပွဲနိုင်၃ဘွဲတီတပွဲရှုံးဆိုရရလနဲ့ဒါမှ6မှတ်နဲ့အကူအဆင့်73မှာရက်ကြီးနေအောင်နေရတယ်လို့အာဆင်နယ်အတင်းနေနဲ့နီကစဲအတင်းရဲ့အင်ကွေးမှာတွားရောက်ရှင်ပြိုင်ကဖြစ်တဲ့အတွက်ဒါအနည်းနဲ့အညာတော့အာဆင်နယ်အတင်းရဲ့အာဆင်နယ်အတင်းပေါ်မှာဒါအခက်အခဲကိစ္စတွေမှာတော့တည်ကြရဖို့ဘောဇာတာအေဒီဟောင်းရဲ့ညကစဲအတင်းကဒါအတင်းကြီးနဲ့ပြည့်ရင်တော်တော်လေးယုံနာအောင်နေရတယ်ကို ဒါဦးတော့ကျွန်တော်တို့ဒါလီဗာပူးနဲ့တွေ့ခဲ့တဲ့ဘောစင်မှာလည်းကကျွန်တော်မင်းမြင်တက်တည်ခိတာပြီးသားလည်းဖြစ်တယ်ကိုဆိုတော့ဒါအာဆင်နယ်အသင်းနေနေရတော့ကတော့ဒါအပေါ်အသင်းဖြစ်တာနဲ့အင်းဒီဇေဟာအထက်မှာဘလောက်ပဲယက်တီယက်တီမျိုးပေါ့နော်ဒီဘွဲတော့ဒါတော်တော်လေးနောက်ခတ်တဲ့နုံးလာရတောင်မြောက်အောင်ဖန်တီးပြီးမဲ့ဘောလူကျွန်တော်မြင်နေနေမိပါရဲ့ဘူးဆိုတော့ဒါကီဘွဲနဲ့ပတ်သက်ပြီးဒါအခုမြင်လို့ရတယ်ဆက်လောက်ကုန်းသက်ကြည့်ပြီးပါအောင်များဟုတ်ဟုတ်တယ်ဒါပင်းနီယာလီရောင်းစီရဲ့စူပါဆန်နီဘွဲစဉ်တစ်ပွဲဖြစ်တဲ့အနီကဆယ်တင်းနဲ့အာဆင်နယ်တင်းတို့ရဲ့ဘွဲစဉ်ကတော့ဒါကျွန်တော်ပိတ်သက်ရွတ်အဲဘွဲကောင်းတစ်ပွဲဖြစ်လာမှာလို့ထင်ကြရပြ အင်ရှင်နီကဆက်တင်ရတာအင်ကွင်းမှာဆိုလို့ရှင်အတင်းကြီးတွေတော့တော်တော်လေးဒုက္ခပေးနိုင်တဲ့အတင်းဖြစ်တာအကျွန်တော်တို့ဟိုမြင်တွေ့ရကြီးဖြစ်ပါတယ်ကြာဟုတ်တယ်ကြာတော့အဒီပွဲစမှာကအင်ရှင်နီကဆက်တင်နေတဲ့တာကွေမြလေးပွဲစဉ်ငါးပွဲကစားပြီးအချိန်မှာသူ့အနေနဲ့ရောက်ကူတုံးကူပြဖို့တုံးကူဆိုရဲအိခါကြီးရတာပြီးခဲ့တဲ့နီကဆက်နဲ့ဘာမှမဆိုင်တဲ့နေသားမှာကျွန်တော်ပြရတယ်ကဟုတ်ပြပါအတပတ်ကအာဆင်နယ်တင်ရဆိုရင်တော့ဒါဒီနှစ်ပြီးမြလေးမှာဒါပွဲစဉ်ငါးပွဲကစားပြီးအချိန်မှာဒါရောက်ကူ၁၉နဲ့ပြီးကူ၂ကူပဲရှိခဲ့ပြီးတော့တော်တော်လေးအပေါင်းအမောင်းတွေရတယ်ဗျ ်ဟုတ်ပြီဗျအဲ့ဒီ base စင်စတာအင်ရှင်နီကစတင်ရဲ့အဓိကစားသမားဖြစ်တဲ့ရှာဘရန်စေးဝီဆာဒီတော့တော့ဒါတန်ရတော့ဒီဘက်ကိုလေးချော့ပဲရှိရလို့သိရပြီးတော့အာဆင်နယ်တင်းမာရာကသူတို့ရဲ့အဓိကကစားသမားကြီးဖြစ်တဲ့အကန်ဟာဇက်အိုဒီဂက်မာဒူကီအဲဒီစားသမားတွေကတန်ရတော့ဒီပွဲစဉ်တော့ဒါဆက်လက်လွှဲချော့ပဲရှိရလို့သိရတယ်ဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်တော့ညကစက်တင်းရဲ့မြေပြအဒီယောင်းနေတဲ့ဒါအသူပုံမှန်ပေါ်ဆက်နေကြတာနဲ့ပုံစံခစ်တဲ့ပို့နဲ့ပို့ထားမယ်လို့ထင်နေရအခုတော့ညမှာဆိုရင်နိပုံ အဲ့နောက်တလျောင်းညမှာဆိုရင်တော့ TV ကဥဆောင်လာမှာဖြစ်ပြီးတော့အကွန်းလက်တော့ညမှာဆိုလို့ရှိရင် Bruno Kumari, Tonali, Julian Dan ဒါဒီတော့အတွေ့ပထလာငုတ်ထင်တယ်ဗျ။ဟုတ်ပြီ။အဲ့တက်စစ်တော့အတွေ့မှာဆိုလို့ရှိရင် Anthony Elan က Hody Main နဲ့တူတာ Harvey Ban ကပထလာငုတ်ထင်တယ်ဗျ။ဟုတ်ကဲ့ပါဗျ။အဲ့အဲ့တဲ့ Arsenal team မှာတော့ Nibia Mikhe Arteta ကဒါတည့်ရဲ့ပုံမှန်ပထနေကြတဲ့ပုံစံဖြစ်တဲ့4-3-3နဲ့ပဲပြန်နေပထလာမယ်ထင်တယ်ဗျ။ဒါတလျောင်းညမှာဆိုလို့ရှိရင်အဲ Dima Saliba, Gabriel, Galactico တွေဒါဒီလေးကပထလာငုတ်ထင်တယ်ဗျ။ အကွင့်အသွင်းတော့တွဲနေရမှာတော့ declarize superman ဒီ marino အဒီ၃ရက်တပဲခက်မှန်ပို့ထလာအောင်ထင်တယ်ဗျဟုတ်လို့ရအဲတက်စစ်၃ရက်တွဲမှာဆိုလို့ရှင်တော့အဲတက်စစ်၃ရက်တွဲမှာဆိုလို့ရှင်ကတန်ရန်နေပြန်တက်တာလာတဲ့စာကပို့ထလာလို့ရှိပြီးတော့တက်စစ်မူပီတာယောကရန်နဲ့ဒူတာအစီတို့ကပို့ထလာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါပေါ့ပေါ့ဟုတ်ကဲ့ပါကူတာဒီပွဲကိုဝန်တော်တာဒီကွဲတွေမှာဒီပွဲမှာဒါထူးခြားရဲ့ချက်လက်လေးတချို့ကြည့်မယ်ဆိုရင်ဒါ new verse အပင်းနေကပရီးမီးယားလိဂ်ကဒါ EFL ကအပါဝင်ဒါနောက်ဆုံးနားပွဲမှာ6ဘူးတိဒနာကိုပြရဘူး ပြီးတော့ဒါနီကစဲအသင်းအနေနဲ့ဒါပရီးမီးယားလိမှာဒါကလင်းရှိနိုင်တဲ့အသင်းအနေနဲ့ဒါအဆင့်၄နေရာမှာချိန်နေရအောင်လည်းကြင်ရတာကပြီးတော့ဒါနောက်ထပ်ထပ်ကြည့်ရမယ်ဆိုရင်ဒါနီကစဲအသင်းရဲ့ဒါအခုလောလောဆယ်မှာအခါအခုလောလောဆယ်ဆိုတာပေါ့နော်ဒါကျွန်တော်တခါတလေကြရင်ဒီ force number 9နေရာမှာဝင်ဝင်ဆော့တက်တဲ့ကအန်တိုနီကိုရန်အနေနဲ့ကဒါနီကစဲအတင်းကပ်ပေါ်ပေါ်တော့ဒါစီဒါကစားပြီးသွားတဲ့ပွဲကြီးထွက်ဆောင်မှာဒါကပွဲကိုနှစ်ဘိုးလုံးဒါကိုပေါက်ထင်းထောင်းမှုနဲ့ပြုလုပ်ထားတာယူမြင်ရရ အာဆနယ်အသင်းမှာပြည့်တည်ရမယ်ဆိုရင်ဒါက EFL ကပ်ကိုကရီးမီးယားလိပွဲစဉ်အပောင်ဝင်တာနောက်ဆုံး၅ပွဲမှာ၈ဘိုးထိတင်းနာအောင်လည်းတွေ့ရတယ်ဗျ။နောက်နယူကာဆယ်နဲ့ဒါနောက်ဆုံးတွေ့ဟန်၅ပွဲမှာဆိုရင်ဒါအာဆနယ်အသင်းကပဲအနံ့ရဟန်းကိုလည်းကျွန်တော်ထပ်ပြီးမြင်ရတယ်။ပြီးနောက်တစ်ထပ်ကြည့်မယ်ဆိုရင်အာဆနယ်အသင်းနေနေတော့ဒါပရီးမီးယားလိ၅ပွဲကစားပြီးတဲ့အချိန်မှာ၈ဘိုးထိတင်းနာပြီးတော့ဒါတပွဲ၂ဘိုးလုံးဆိုရဲနှုံနဲ့ဒါကိုက်စစ်ကတော်တော်လေးအလုံးလုံးနေအောင်မြင်ရတယ်ဗျ။ဆိုတော့ဒီပွဲကတော့ဒါအာဆနယ်အသင်းအဆက်ဆက်ရရတာရယ်လို့ကျွန်တော်အနေနဲ့ပြင်မိရယ်။ ါပေမဲ့လေဒါမျိုးပြဆက်အသိရဲ့ဒါအန်ရပြပုနေတဲ့ဂျူကတော်တော်လေးစိတ်လူစားကြကောင်းပြီလေကျွန်တော်နေနဲ့ပြင်မိပါရဲ့ကြောက်ဟုတ်ကဲ့ဗျအဲ့လို့ဆိုဒါဟက်တူဟက်ဘူဂျွန်ဆက်ပြီးတွားကြည့်ရမယ်ဆိုရင်ဒီနှစ်သိန်းရဲ့ဖိလိုက်ကျူးဆူမှုမှာဒါနောက်ဆုံး9ဖဲကိုပြန်ကြည့်ရမယ်ဆိုရင်အာဆနယ်အသိနေရတော့ဒါနှစ်ပွဲပဲနိုင်ရတော့ပြရတယ်ခုနနှစ်ပွဲဆိုရတယ်ဒါကျွန်တော်နောက်ဆုံးတွေ့ခဲ့တဲ့နှစ်ပွဲပေါ့နော်အဲ့နှစ်ပွဲမှာလည်းတပွဲကဒါနောက်ဆုံးတွေ့ခဲ့တဲ့ပွဲကရှာစီကျူချီတမ်းဝဲအနေနဲ့ဒါနျူကတ်ဆယ်ကို အာဆင်နယ်တင်းတွေ့ရပါတော့ဒီပွဲမှာတော့ဒါအာဆင်နယ်တင်းနေတဲ့အနိုင်ရထားပြရတယ်ဒါပေမဲ့နောက်ထပ်၃ပွဲမှာတော့ဒါညူကတ်ဆယ်အင်းကဒါ၃ပွဲအထိအာဆင်နယ်တင်းကိုအနိုင်ရထားပြရတယ်ဗျဒီထိတဲ့ပြုစုမှုရမှာဆိုရင်တော့ဒါညူကတ်ဆယ်အင်းကနင်းငယ်တာနေရဆိုပြီးမြင့်လေဒီပွဲမှာတော့ဒါအာဆင်နယ်ပဲအားသာမယ်လို့ကျွန်တော်မြင်ရင်မိပါတယ်ကိုကော့ဟုတ်ရဒီပွဲစဉ်မှာတော့ဒါအင်းရှင်ညူကတ်ဆယ်တင်းပတ်မှာဆိုလို့ရှိရင်အန်တိုနီဗီလန်ကနဲ့အော်ဒီမိတ်ကတော့ဒီကာမန်နီယောက်ကတော့ကအဲတော်တော်လေးချော့ကြည့်ကျင်စာကောင်းတယ်ဗျအာဆင်နယ်တင်းပတ်မှာတော့တိုက်တော်မန်တက်စစ်မြန်ချန်ဖြစ်တဲ့ဆာဂါနဲ့အစီဒီတက်စစ် နှစ်ချမ်းအားကတော်လေးစောင့်ကြည့်နေကြကောင်းမယ်လို့ထင်တယ်ကြဟုတ်ကဲ့ပါဆိုတော့ဟုတ်ကဲ့ပါအခုဆိုတော့ဒါကျွန်တော်တို့ Premier League Round C ရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့အန်ယူကဆယ်တင်တဲ့ Arsenal တင်ရတာခြေခွင်းလေးမှုလေးကိုကျွန်တော်ချက်ပြပြကြနေကဟုတ်ပါဘူးခြေခွင်းလေးမှာဆိုလို့ရှိရင် Arsenal တင်ရတာတရီ80ရှုံးဆိုတဲ့ခြေခွင်းလေးတာကပြရပြီးတော့ဂူပေါင်းကြီးမှာဆိုလို့ရှိရင်တော့နှလုံး80ရှုံးဆိုတဲ့ခြေခွင်းလေးတာကျွန်တော်ပြရပြီဟုတ်ပြပြအဒီဝဲဆိုတာကျွန်တော်ဒူးရမြန်ခံမှန်းနေဆိုလို့ရှိရင်အရှင်နီကဆယ်တင်နေတာ Premier League ဝဲစဉ်9ဘွဲကစားပြီးတဲ့ချိန်မှာတော့မှကျင်းနေတဲ့ သုံးဟုတ်ပဲသွင်းနိုင်တယ်သုံးဟုတ်ပဲပြည့်ရနေထားမှာဒါသူ့အနေနဲ့တော်တော်လေးဟိုတိုက်ဆက်ကရော်ရဲနေပြီးတော့ခံစစ်တော့ကောင်းတယ်လို့ပြောလို့ရပြတူတယ်တကောကအာဆင်နယ်တင်းဆိုလို့ရှိရင်တော့ဒါတိုက်ဆက်တကောကောင်းတယ်နောက်တန်းလည်းကောင်းတယ်လို့ပြောလို့ရပြဇီနေတင်းတွေ့မှတော့ဒါကျွန်တော်တို့တင်းကိုမြန်မြန်ဆဆတော့မြန်မြန်မထင်ဘူးပြဒါပုံစံကောင်းတွေရနေခဲ့အဲ့တဲ့အာဆင်နယ်တင်းကပဲကတ်နိုင်ပါမယ်လို့ထင်တယ်ပြဟုတ်ကဲ့ပါခွတော့ဟုတ်ကဲ့ပြဒီဘွေးကိုလည်းဒါကျွန်တော်အမြင်အားဆက်ပြီးတုံ့တရမယ်ဆိုရင်ဒါနီဂျာနီကေအာဒီတာအနေနဲ့ကဒါလီဘာပူးနဲ့ ကွာဟာနေလေတာကွာဟာချက်ပူတာဒီဘွဲမှာဖြစ်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိရဘူးဆိုတော့ဒါပေမဲ့လေဒါမြူကဆယ်တင်းရဲ့ပြန်ပြီးရုံးနဲ့ရုံးအောင်ပြန်လည်နင်းရနိုင်ပြီးတော့ဒီဘွဲရတော့ဒါအဆက်မတင်ပဲကျွန်တော်အနေနဲ့တရီလာနေပဲပြီးကြောက်မှုနေကျွန်တော်အနေနဲ့နင်းနေပါရဘူးဟုတ်ကဲ့ဟုတ်ကဲ့ Forget that ဘဇူတာစက်တင်ဘာလ28ရက်နေ့ဒါမနက်စောပိုင်းတနအီခွဲမှာကံမဲ့စပါးတင်းနဲ့ဥဝဟန္နုကွဲနဲ့အတူဒါည7:00နာရီချိန်မှာကံမမဲ့ နျူကာဆယ်နဲ့အာဆင်နယ်တင်းတို့ရဲ့ကိုယ်ရေးကျူသုံးသချက်အစီအစဉ်ရတော့တော့ပါပဲဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကြည့်ကြည့်မြိုက်ပါရယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေနဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့သုံးသချက်တွေကိုသွားရနားထောင်နိုင်ပြီး Subscribe လေးလိုပြီးပါတော့ပြောရနေကျွန်တော်ညီကမြောက်ရဲ့ပွဲကျူသုံးသချက်ပွဲပြီးသုံးသချက်အစီအစဉ်နဲ့တူနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံးမြောက်နေဗျစူးစမ်းနေပါလေပို့ရင်းနေတော့အေးပါ